ကျွန်တော်တို့ခဏနေပြန်လာခဲ့ပါမယ်ခင်ဗျာဒါကတော့မြန်မာ idol ပါပဲဗျာအဲကြတော့ကျွန်တော်လာလို့ရှိရင်ပြီးပြတ်သွားရင်ကျွန်တော်ဝိုင်းပြန်တွေ့လားအတူလာလို့ဆိုရအောင်လို့စကြရတယ်နော်ကျွန်တော်တွေ့လို့ရှိရင်လည်းအာခဏနေပြန်လာခဲ့ပါမယ်ရေအမီလေးတစ်ချက်လောက်မိတ်ပေးပါအောင်ရေပေါ့တချို့ဆိုနာမည်မသိဘူးတော်တော်တချို့နေတွေမှာဆိုလို့ရှိရင်နာမည်မေ့နေလို့ရှိရင်အဲဟိုတယောက်လေးမိမိတ်ခိုင်းတဲ့တယောက်လေးဆိုတော့ဒီမောင် host ဖြစ်ခဲ့ရတဲ့ဟာလေကျော်သေးသည်ထိပဲလေနော်ကျွန်တော်ရဲ့ history ပဲလေ မင်းလို့မရပါဘူးတကယ်ကိုမှတ်တရအောင်အမောက်ကိုရမ်းလွမ်းတယ်အဲ့လိုပြောရင်ကျွန်တော်လာလို့ရှိရင်ပြီးပြက်သွားရင်ကျွန်တော်ဝိုင်းပြန်တွေ့လားသူလာလို့ဆိုရအောင်စကြရတယ်ကျွန်တော်တွေ့လို့ရှိရင်လည်းအာခဏနေပြန်လာခဲ့ပါမယ်ရေအမီလေးတစ်ချက်လုံးမိတ်ပေးပါအောင်ရေပေါ့တချို့ဆိုနာမည်မသိဘူးတော်တော်တချို့နေတွေမှာဆိုလို့ရှိရင်နာမည်မေ့နေလို့ရှိရင်အဲဟိုတယောက်လေးမိမိတ်ခိုင်းတဲ့တယောက်လေးဆိုတာ ဖြစ်တာပေါ့တော်တော်ဖြစ်တာပေါ့ဟိုဒီဒီဒီစကားလေးကအမှန်ငယ်တော့ကျွန်တော်တို့ဟိုရိုးရိုးအချိန်တွေမှာဆိုလဲပြောနေတာပဲလीเนาะမိလေးမိတ်လိုက်ပါအောင်ဟဲ့တော့အဲအမှန်ငယ်တော့ dim the light ပေါ့လीเนาะအဲ Ryan Secrets က dim the light လို့ပြောတဲ့စကားကိုကျွန်တော်ဗမာလိုဘယ်လိုပြောမလဲပေါ့ dim the light please လို့အင်္ဂလိပ်အင်္ဂလိပ်လိုအင်္ဂလိပ်စကားကိုပြန်မွေးစားပြီးသုံးရင်လဲအဲကိုကိုကိုနိုင်ငံအတွက်ကနည်းနည်းနားစိမ့်နေမှာဆိုတော့ အဲ team နဲ့တိုင်ပင်ပြီးတော့ကျွန်တော်လောက်လိုက်တာကျွန်တော်တို့ခဏနေပြန်လာခဲ့ပါမယ်ခင်ဗျာဒါကတော့မြန်မာ idol ပါပဲဗျာ drama step က2016 academy ပေးပွဲဒုတိယ step ကမြန်မာ idol ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဘဝ changing ကဒတိုင်းတပြီလုံးသိအောင်လုပ်ပေးခဲ့တဲ့မြန်မာ idol မမီအရန်ကျေးဇူးတင်တယ်ကိုဆိုင်ကွန်ဖြိုးဝင်းဒီနေ့ဒီချိန်ဒီမမီပါဘူးကိုအန်ဒီဟုတ်ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်အဲဒီ တယ်လီကွန်နေနဲ့ဆက်သွယ်ပြီးလုပ်ရတဲ့အတွက်ကြောင့်မလို့တယ်လီကွန်ရဲ့ reset ပြီးလို့ရှိရင်အဲဒီ audit စစ်တယ်လေ audit စစ်တာမျိုးတွေလည်းရှိတာမျိုးတွေလုပ်ပေးတဲ့အတွက်ကြောင့်မလို့အဲ transparent ဖြစ်တယ်99လောက် transparent ဖြစ်တယ်လို့ပြောလို့ရတယ် show တခုဖြစ်တဲ့အတွက်ကြောင့်မလို့ show business အတွက်ကတော့ရှိမှာပဲ show ရဲ့တန်ဖိုးဇွဲတင်ရတာမျိုးတွေလည်းရှိမှာပဲဒါပေမဲ့ရုပ်ပြက်လောက်အောင်တော့မြန်မာအဲတော့မလုပ်ခဲ့ကြပါဘူး အဲပထမအဦးဆုံးရွေးချယ်မှုကတော့ကျွန်တော် Chargers လေးဒိုင်နေရဲ့ရွေးချယ်မှုပေါ့ Chargers အခန်းထဲကနေထွက်ပြီးတော့ဒီနောက်ဆုံး10ယောက်ထိက Chargers ကရွေးတာ10ယောက်ကိုကြတော့ပရိသတ်လက်ထဲထည့်ပေးလိုက်တာပေါ့ဟုတ်ဟုတ်ပြပေးခဲ့တယ်ဒါလည်း transparent ဖြစ်ဖြစ်ပြပေးခဲ့တယ်ဒိုင်နေရက်တည်နေတဲ့နေရာကလည်းဒိုင်နေရဲ့အဲဒီကြည့်နေတဲ့ပရိသတ်ကိုအဲဘယ်သူကတော့ဘလို့ဖြစ်သွားနိုင်တယ်ဘလို့ vote ပေးပါဆိုတဲ့ဟာမျိုးကို interact way နဲ့ ဒီဒီ concept ရအောင်လို့ဒိုင်နေကအဲ့ဒီနေရာမှာရက်တည်ပေးတာပေါ့လေ music ရဲ့အဲ educate တွေပါပေးတာပေါ့လေဟုတ်အဲ vote နဲ့ပတ်သက်ပြီးတော့ကျွန်တော် transparent ဖြစ်တယ်လို့မြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ audit သမားတွေကိုယ်တိုင်လေလာစစ်တာဆိုတော့အဲ့ဒီဟာရဲ့ပြီးလို့ရှိရင်အဲဒီ တယ်လီကွန်ကနေမှတဆင့်ဒီ audit ကိုစစ်တယ် audit နေရမှာဒီဘက်မှာတိုင်ပင်ပြီးတော့ button ထိုင်တာအစားလေအဲအဲ့ဒီဟာတွေကစစ်တာဗျာဟုတ်အကုံလွမ်းနေကုံလွမ်းနေကျွန်တော်တို့မြန်မာအိုင်တော့မှာကကျွန်တော်တို့ judge တွေမှာမဟုတ်ဘူးဒီပြိုင်ဝဲဝင်ကလေးတွေဆိုလို့ရှိရင်လည်းတကယ်ကိုတကယ် star တွေလို့ထားတာဗျတကယ်ကိုရီးယားက ဟို star တွေ agency တွေထားသလိုကိုထားတာဗျအဲ့လိုမျိုးသူတို့အခန်းနဲ့သူတို့သူတို့ make up room နဲ့သူတို့ကျွန်တော်တို့ဆိုလေတခန်းစီထားတာမမော်တခန်းမဖြူတခန်းအင်ကယ်တခန်းကျွန်တော်တခန်းစသဖြင့်အဲ့လိုတည်တံ့ထားတဲ့အစားအစာဆိုလည်းမပြက်အဲ့လိုမျိုးပေါ့ဟုတ်တချင်းဆိုပြိုင်ပွဲလိုမျိုးထံမြန်မာ idol ကိုပဲပုံမျော်လင့်ပါတယ်မြန်မာ idol ဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲလीเนาะကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ certificate တောင်ရတယ်လीအ Southeast Asia မှာ viewer အများဆုံးဆိုတဲ့ certificate တောင်ကျွန်တော်တို့ကြီးမြင့်ခြင်းခံခဲ့ရတဲ့ program တစ်ခုဆိုတော့အရန် proud ဖြစ်တယ်ဒီမှာပါခွင့်ရခဲ့ပြီးဒီမှာ host ဖြစ်ခဲ့ရတဲ့ဟာလည်းကျွန်တော်တည်တည်ထိပဲလीเนาะကျွန်တော်ရဲ့ history ပဲလीမလို့မရပါဘူးတကယ်ကိုမှတ်တရအောင်အမအရန်လွမ်းနေအဲ့လိုပြောရင်ငါရမဖို့လူကြီးမဲဇနီးကိုပြန်လဲပို့ပြီးတော့နှစ်ပတ်အတွင်းမှာလူလေးဦးကိုကားနဲ့တိုက်ခဲ့တယ်လို့ တော်မိခင်တရင်ပြောကျော်ထက်စောဆိုတာလဲညီကိုလိုဖြစ်နေတဲ့ညီလေးပြီးတော့တခြားညီလေးတွေဆိုလို့ရှိရင်လည်းတွဲရဖူးတဲ့ညီလေးလည်းပါတယ်တွဲမြဲဖူးတဲ့ညီလေးပါတယ်ဒါပေမဲ့အစ်တစ်ကလေးတွေဆိုတော့အာလာပြီးတော့ဝင်းရံပေးတာပါကျွန်တော်အိုးရင်တော့ကျွန်တော်တို့အန်ဒီရှုမဆန်ဆန်အေးနဲ့ဦးကျော်ဟိန်းတို့တန်း၅ယောက်စိုးခဲ့တာလေမလင်းတို့ ခေတ်ကရိုက်ခဲ့တဲ့ကားလေးကိုပြန်မြင်အောင်မိတယ်ပေါ့အဲလိုပုံစံလေးများဖြစ်မလားပေါ့ခံမှန်းရတာပေါ့လေနော်အမေကားရဲ့ယုံနေဝင်ကြီးမှာပဲဘလို့စကားဆိုတာသိရမှာဆိုတော့ဟုတ်ဒီကားလေးက drama ကြိုက်တဲ့လူပြီးလို့ရှိရင်ဒီဒီညီရင်ညီမတွေကိုချစ်တဲ့ပရိသတ်တွေကတော့ဒါဒီကားလေးကကြည့်ပြောမယ့်ကားလေးပါအဲတော့ drama ချစ်တဲ့ပရိသတ်ကိုဖိတ်ခေါ်ပါတယ်